ဖေကအရင်သိတာပေါ့နော်ညီမကမသိဘူးဘာမှမကြည့်ရောအဲအဖေရောလာပြောဖြိုးမြက်ဖြိုးမြက်အောင်နဲ့နာမည်ထွက်နေရဲ့ဘာဖြစ်တယ်ညာဖြစ်တယ်လီပြီးလာပြောတာပေါ့နော်အဲ့လိုမျိုးကိုသိတဲ့လူတွေကအကုန်လုံးတောက်ပြီတို့ရအောင်မင်္ဂလာပါခင်ဗျာမျိုးတွေအားလုံးချမ်းသာသူကဖြစ်ဖြစ်လည်းပြည်စုံနေပါစေကျွန်တော်ဆုတောင်းပေးပါရခင်ဗျာရှင်နေကျွန်တော်ကြည့်ရှုသွားမယ်ဗီဒီယိုလေးကတော့ဒါအဆိုတော်ဂျီနဲ့ဖြိုးမြက်အောင်လေးရတာအွန်လိုင်းမှာဟိုလိုတို့လိုဂျီလိုဟိုလိုနဲ့ဟိုဒါ follow ရနေတဲ့အချိန်မှာတော့ဒါဂျီရဲ့အဖေဖြစ်သူကတော့နင်းနဲ့ ဒါဖြုံးမြအောင်နဲ့တရင်တွေထွက်နေတယ်ဆိုပြီးတော့ဒါပြောလာတယ်ပေါ့နော်ကဲကျွန်တော်တို့ကြည်ပြောထားတဲ့အကြောင်းအရာလေးကိုကြည့်လိုက်ရအောင်နော်သူတို့မျိုးတကယ်လားမတကယ်လားပေါ့နော်တကယ်ဆိုရင်တကယ်လိုက်တော့ပေါ့နော်ကဲလေရတယ်ပေါ့နော်တော်ပြောင်းနှစ်ယောက်ကြိုက်နေတာသူရောသိရလားမသိဘူးဟုတ်တယ်အဲ့လိုပဲလေဒီလားဟိုသူလည်းအဲ့လိုလေးပြန်ဖြေရကောင်းပါလေသဘောကောင်းမဲ့ပုံစံအရက်တောက်တတ်မဲ့ပုံစံပေါင်းလို့ရမယ်လို့ထင်တယ်အာအပြစ်မဆုံးညင်ပါလေအာညောကသူ့ရဲ့ဖြေရဟာအပြည့်စုံတော့မကြည့်ရသေးဘူး ဒါပြင်ကြည်လိုက်ပါမယ်။သူနဲ့ဟိုဟာသူပြေသလိုပဲပြောရမယ်။သူနဲ့ကျွန်တော်နဲ့ကြိုက်နေတာတော့သူသိရလားကွ။ဟုတ်။ဟွာပေါ့။သူရိုက်မယ်ဆိုနေသူနဲ့လိုက်မယ်တခြင်းနေရှင်းနေကျွန်တော်ရိုက်ရှင်း။ရှိ။ရှိပါတယ်တခြင်းနေ။လိုက်ပါ။တကယ်ကွ။ရှိပါကျွန်တော်မှတခြင်းနေအဲ့လိုမျိုးဒီရိုက်မယ်ဆိုရင်တော့ရိုက်တာပဲအက အာချက်ချင်းတယောက်ဆောင်ပါဘောအရင်တယောက်ဆောင်ကြတာမရဘူးအမားအမားကိုပဲချိန်ပေးမှရအဲ့လိုမျိုးဒါကိနလိုက်မဲ့ပုံစံလေးလဲသူ့ကိုတွေးထားရတယ်ပေါ့အဲ့လိုလေးဟုတ်ဟုတ်ဘာတချင်းလဲတည်လားအမဒီအတက်တက်လို့ပါအော်โอเคโอเคကောင်းတော့ဘောအဝါတယောက်ရောက်ရေးအာရင်တန်ကောင်းတာဘောဆိုတာနော်အဲနှစ်ယောက်သားတော့ဟိုအင်တာဗျူးတွေရဲ့မီဒီယာရဲ့အခြေအနေကြောင့်နှစ်ယောက်သားတော့တကယ်ပဲကြိုက်သွားတော့မလားဆိုတာတော့ချုံမြောင်းကလည်း ဟိုလိုဒီလိုဒီလိုဟိုလိုနဲ့ဂျီကလည်းဟိုလိုသူလိုဒီလိုဟီလိုနဲ့ကတော့နှစ်ယောက်နှစ်ယောက်သားတော့မြင်အောင်သေးတယ်ဗောနော် interview ကတော့ဒီ media အောင်စွဲတော့အနေနဲ့တော့ညားတော့ညားတော့မယ်ဗောဆောင်းမယ်ဆောင်းသူတို့ကတော့ရှင်တော့နားထောင်သိလားဟောညောကဟိုဒုတိယဖရာတခင်အဲ့ဟာလေးသိလို့တန်တဲ့ကလည်းကြားရင်သိမလားမသိဘူးအဲ့လိုသိချာမသိတာဗောနော်အဲ့ဒါဘယ်လိုဆွဲဆောင်အညောင်းကြိုက်တဲ့အတန်ဒီတိုင်းမှာပါပါအဲ့လိုယောက်ျားပုံစံတူရဲ့အတန်လေးဒီလားဟို တန်လုံးကြီးရပါဘောနော်ညောကကိုယ်တိုင်လည်းအတန်လုံးကြီးရအဲ့လိုမျိုးဟာကြီးကြိုက်တယ်ဟုတ်ဘူးတကယ်သူတွေထိတယ်ပဲပြီးတော့တော့တစ်ခါမှလည်းကျွန်တော်ဟုတ်တယ်အခုချိန်ထိဖုန်းနံပါတ်လည်းမသိဘူးအပြင်မှာလည်းမတွေ့ဘူးဒီမီဒီယာနဲ့ပဲအလုံးလုံးနေဆက်သွယ်နေရဖြစ်နေလေးလိုက်ပါအဲ့လိုလေးဆက်ပြီးဆက်သွယ်ဖြစ်ပါဘာလဲတော့ဆက်သွယ်ရမှာလားဟုတ်တော့ show ဘယ်သူဘယ်ဆက်သွယ်ဆက်သွယ်ရမှာလဲမသိတော့ဒီ MC တို့ဒီမီဒီယာအကုန်လုံးအဲ့ဟာကနေပဲအများနဲ့မြင်နေရတော့လေသူညောကကိုယ်တိုင်ကလည်း Facebook မတုံးအဲ့လိုမျိုးဆိုတော့ တကယ်လို့ရိုက်ရှင်တော့ကောင်းတော့ပေါ့ဟုတ်အမို့ညောင်းချင်တာကိုဖြုံးမြောင်ဆိုရင်ညောင်းရွှေနန်းတော်ကအဲ့လိုမျိုးမိုင်းရနာမိုင်းလို့လိုမျိုးတချင်းတော့ဆုံခိုင်းမှဆိုလဲအဲ့အဲ့လိုမျိုးအဲ့လိုမျိုးလုပ်လို့ရပါတယ်ညောင်းပြောကြည့်ပါမယ်ဟုတ်အမြဲတွေ့ချင်တယ်နော်ဆုံးပြေနေကြတယ်ပြည့်တရားတော့ဟိုညောင်းလည်းတွေ့ချင်ပါတယ်တခါမှလည်းမတွေ့ဘူးတော့ခင်မို့ကောင်းမယ်လို့ထင်တော့အစ်ဖေးရဲ့အစ်ဖေးကိုပြောနေကြီးရဲ့အလွဲကိုတော့မခန့်ကြီးလည်းလို့ဘလော့လေးမပြောပြလေးလားမပြောပါဘူးအဲတကယ်တမ်းတော့ ကျန်တဲ့လူတွေကအရင်သိရမှာနော်ညီမကမသိဘူးဘာမှမကြည့်ရောအဲအဖေရောလာပြောဖြိုးမြတ်ဖြိုးမြတ်အောင်နဲ့နာမည်ထွက်နေရဘာဖြစ်တယ်ညာဖြစ်တယ်လီပြီးလာပြောရောနော်အဲ့လိုမျိုးကိုသိရတဲ့လူတွေကအကုန်လုံးတောက်ပြီโอเคစီကြီးလည်းပြောတယ်ဆိုတော့ဒါဆိုရင်ကြီးရဲ့ဖေကဖြိုးမြတ်အောင်နဲ့တပြောတူလောက်နေပြီလို့ထင်တာပေါ့နော်မျိုးရည်အရသဘောတူတာ ဟာသားလိုပဲဖြစ်တာပေါ့အပြင်မှာတော့နည်းနည်းကြည့်ရထားပါတယ်ဘာမှတော့မဖြစ်ပါဘူးသူလည်းမကောင်းတဲ့လူရယ်လည်းမဟုတ်သိရမလားဘာမှဒီလိုနာမည်ထွက်တော့လည်းဘာမှမဟုတ်ဘူးโอ้แล้วไม่ถีกไงแต่ละตะลงมาชื่ออ่ะชื่อเลยเปลี่ยนมาได้ตู้เลยแต่ละตะลงชื่อมาวะญาติมาตู้ไม่ตีอ่ะตู้เจ้าไม่ตีอยู่เลยตู้เบยอ่ะตะลงเนี่ยกองมาเล็กๆแล้วไม่ตีเลยอ่ะมาชื่ออ่ะกองเล็กชื่อก็ไม่ชื่อล่ะเลยตีเ အဲသူကအဲ့လိုမပြောပါဘူးနောက်ကွယ်ပါနောက်ကွယ်ပါဟဲ့နောက်ကွယ်ပါသူညောင်းအဲ့ကိစ္စပြောမှမပြောပြောက်လေဆိုတိတ်တိတ်ပုံတွဲနေတယ်ထင်ကျင်တယ်ထင်ကြောင်းပေါ့ကြိုက်လို့ထင်လို့ရတယ်မပြောဒီကကြပုံစံအကြကိုတိုက်တာကြတော့ကိုတမောလည်းပြောဘူးရယ်နော်ဟုတ်အဲ့ထိုက်ကြောင်းသွားပြီလားမပြောမဟုတ်ဘူးတသက်လုံးဒီလိုပဲကြိုက်နေရပါအဲဒါကြောင့်ဒုက္ခရောက်နေတာမိဘကြိုက်တဲ့ပုံစံမဖြစ်နေတော့လေညောင်းကကြိုက်တဲ့လူတွေကအဲ့လိုမျိုးအဲ့ဒုက္ခတိုက်ပွဲဝင်အောင်ပေါ့တချိန်ချိန်ကြိုက်ကိုပြောပြောရယ်စင်တာလည်းဖြစ်ချင်ဖြစ်နိုင်ပါပါတဲ့စင်တာ သူနဲ့ဟုတ်တယ်ဟုတ်ပါတယ်ဟိုညောပြောတဲ့ဟာထဲမှာတော်တော်အချက်လက်တွေကသူနဲ့သူနဲ့သူနဲ့အဲ့လိုအသားညိုတာတို့မေယိုကာတို့ဘာတို့အဲ့လိုမျိုးပေါ့ယောက်ျားနဲ့သူတာတို့အဲ့လိုမျိုးထက်နေတော့လဲရေးချင်စရာကြီးဖြစ်တာပေါ့ဒီပါရင်လည်းလုံးဝတိုက်ယူအောင်ပါပေါ့အင်းဒါပေမဲ့ညောမတိုက်ချင်တော့မယူခြင်းဘူးပဲနေနေတာအဲ့လိုကြတော့လေအခုကြတော့ညောပုံစံကယောက်ျားများတော့ဦးထင်တယ်ဆိုပြီးတော့ပြန်ပြီးစိတ်ပူတော့ငငယ်တော့ကြတော့ယောက်ျားရင်လည်းပဲပေါင်းပြီးတော့ ပျက်စီးမှကြောက်တယ်ဖာညာမပေါင်းခိုင်းအခုကျတော့ယောက်ျားရင်လည်းပေါင်းတာလဲယောက်ျားမရတော့တဲ့ပုံစံနဲ့ဆိုအဲ့လိုပြန်ပြောပြန်အမီးပါလို့နတ်မလိုက်နိုင်ဆိုတော့အဲ့လိုပါဒီမှာတော့ဘာလို့လဲတော့တောင်းနေရတော့မှစူးရင်နေကြတာပေါ့အတူအဓိကကလေးလို့ကျင်တာထင်တယ်ကလေးရစေတယ်အဲ့လိုမြီးလို့ကျင်တယ်ပြီးရညောင်းအဲ့အဲ့လိုခေါ် like တေးကန်လားဘယ်လိုခေါ်လဲအော်အိုဇာတာ Okay okay အိုဇာတာကောင်းစေချင်တာအရာကြီး ဦးစားတာကောင်းအောင်အသိကံလာတယ်အသိကံကောင်းလာတာပေါ့ဦးစားတာကောင်းတာမှဒီကပြောလိုက်ရင်တော့တကယ်ဆော်တော်မော်တော်တွေကြီးပဲညောင်းစိတ်ထဲမှာတော့အဲ့လိုကြီးလူတယောက်ကိုအားကိုးနေစရာမလိုဘူးလို့ဖန်ဆားရတယ်ဟိုယူဂျင်လည်းယူမယ်မယူယူဂျင်တဲ့လူမရှိလည်းမယူဘူးအဲ့တော့ဒီယောက်ျားတယောက်ကြီးဘုံအောင်မှာလိုအပ်နေဆိုပြီးတော့မဖြစ်မဖြစ်ကြိုက်ဘူး ညောဟိုအခုလည်းရေးစားရှိတာမရှိတာအခုလက်ရှိဟာတွေညောဘယ်မှမပြောပြဘူးဆိုတော့မိဘမသိအောင်လို့မပြောပြတာဟိုတီတူဖုံးကွယ်ခြင်းလို့မဟုတ်ပါဘူး so like ဟိုအရင်တော့ကနေပြက်ခဲ့တယ်လို့ဘာလို့ဆိုရင်ညတော့အဲ့ဟာတွေကြုံရင်မိဘနဲ့ပြောပြတယ်အဲ့လိုကဘာမှမပြောအဲ့လိုအခုလက်ရှိမှာရှိတာသိရင်အဲ့လို like like သိရမှာအဲ့လိုဝင်ပါပြီးတော့လုံတော့မှာအဲ့ဟာကြောင့်ဘယ်မှမပြောပြအောင်ပြက်ပြီးအရင်၃နှစ်လောက်ကဟာဆိုစပြောပြီးရပြီအဲ့လိုဆိုအဲ့လိုဆီကချစ်ခဲ့ရလွယ်တယ်ရှင် ီကိုကြီးတယ်ဘယ်လိုမျိုးကြီးတယ်ပြောစင်ပြီအာမချင်းကဲရင်ကောင်းပါနဲ့ညောကညောကပဲစဆပြောနေကြအဲ့လိုမျိုးဟာညောကနောက်လိုက်ရင်လည်းမကြိုက်လာလာလာကြိုက်ရင်မကြိုက်တော့ကိုကကိုကကြိုက်ရတွေ့လားပွင့်လင်းမင်းသားဆိုတော့အဲ့ဒါကိုပြောတာပေါ့နော်ချင်းကတ်တာကိုမကြိုက်သူကိုယ်တိုင်ပြန်ချင်းကတ်တာကိုကြိုက်သူကိုယ်တိုင်ပြောလိုက်ရင်ပြောလိုက်ရမှာဆိုတော့တကယ်မှပွင့်လင်းနေတယ်ဗျာနော်တကယ်ပွင့်လင်းနေတယ်တကယ် မို့အဲ့လိုယောက်ျားရယ်လေတခါလေအရင်အချိန်နဲ့ဆွဲပြီးတော့လေတိလဲတိနေတဲ့ဒါနဲ့ညောင်းကပြောမှုပါကိုကပဲစပြောရဲဆိုတော့ကြရင်တော့ခေါင်းကြီးတို့စော်တရားကိုကိုစော်တရားကိုကျွန်တော်စကားပြောမယ်ဆိုရင်တော့မင်းကလေးရယ်မင်းကလေးချင်းချင်းဆိုမင်းကလေးတိရတော့အကြီးပြောရတယ်ဟိုယောက်ျားရယ်တကယ်ကျွန်တော်ကြီးစားကပြောလို့မရဘူးတောင်ဝေးမြဝေးနဲ့ဝေးဝေးဝေးလဲကြောင်ပဲလုံးနေအဲ့ဒါလေးမင်းကလေးမကြိုက်ဘူးပြောတယ်နော်ခေါင်းကြီးတို့လည်းညီကိုတို့လည်းမဝေးနေနိုင်ပြတခါတည်းထိုးနေငါချစ်တယ်နေငါ့ကိုချစ်လာမချစ်မချစ်ပြီးရပါပဲဆိုပြီးဟောရမှာလားအာအဲ့လို တင်းလိုက်ကြိုက်ပြီးတော့ကွာညောင်းမိန်းမလိုလားဆက်ဆန်နေမကြိုက်တာဟုတ်အဲ့လိုကိုကကိုဘော်ဒါအဲ့လိုဘော်ဒါရင်ဖြစ်ချင်တယ်ကွာပြီးရင်အဲ့လိုဒန်းတူပေါ့နော်ဟိုလိုမိန်းမမလို့ तू ကရှင်းရမယ်တော့ तू ကားပေါ်လိုက်ပို့ရမယ်တော့ကားမမောင်းနဲ့အဲ့လိုမျိုးဟာတယ်လုံးရင်တော့မကြိုက်ဒါပေမဲ့အများသောအားဖြင့်ကြုံရတဲ့လူတွေကလည်းအဲ့လိုလူတွေမကြုံရပါဘူးတော့ပုံစံယောက်ျားပုံစံဖြစ်နေမှန်းသိရောအဲ့တိုင်းမှနေပေးကြပါ့ ချင်းခွန်အောင်လုပ်တဲ့သူတွေရှိခဲ့လို့လားဟုတ်လားဘလို့အချက်ကလေးညာငငယ်တော့ကတော့ဘာမှမဟုတ်ဘဲနဲ့ရင်ကခုန်နေရောသိရမလားအခုကြာလဲမခုန်တာနှစ်နှစ်ချီနေမသိဘူးညောင်းကယောက်ျားနဲ့ပေါင်းတာမျိုးအဲ့လိုမျိုးဒါကြီးကိုယောက်ျားကိုထူးဆန်းတယ်လို့မထင်ဘူးလေတောင်းတောင်းယောက်ျားဆိုရင်လည်းညောင်းကကိုနဲ့တူတဲ့တတော်လို့တွေ့မြင်တာကွာတကယ်ကိုကြိုက်တဲ့ယောက်ျားကမှယောက်ျားလို့မြင်တာမိန်းမဆိုရင်တော့ဒါမိန်းမကြီးပေါ့အဲ့လိုမျိုးသိသိရင်ဟုတ်တယ်ညောင်းကရန်ကြား ဒီစကားပြောတာတွေကျွန်တော်အခုမှဥစားဖြစ်တယ်ကျွန်တော်ပိတ်သက်လေးနဲ့ခဲပြစ်တယ်လို့မသိတာပိတ်သက်လေးနဲ့ခဲပြစ်တယ်လို့ဘာကြောက်လဲဆိုတော့ तू ဒီကျွန်တော်တို့တပွိုင်းမှာတပွိုင်းမြန်မာမှာလည်းပြန်တော့ဆိုရင် तू မြန်မာစကားကိုတိတ်ရင်မပြောတတ်ဘူး तू ပြောတယ်နော်ဒါပေမဲ့အခုပြောရတဲ့စကားတွေရလူတရားကိုလူတရားကိုအခုထားလိုက်ပေါ့အင်တာဗျူးဒါညီမတွေညီမတွေရမေးတဲ့ဟာကို तू ပြန်ပြောရတဲ့စကားလုံးတွေတကယ်မှလေးလေးနင်းနင်းနဲ့တကယ်မှနင်းတာပဲပြောတဲ့စကားလုံးတစ်လုံးတစ်လုံးတစ်လုံးနိုင်ရအောင် မျိုးတွေတွေးကြည့်လိုက်နော်တေချာပြန်နှားထောင်ကြည့်ညောအရင်တော့အဲအရင်ရည်စားရတုန်းကဆိုရင်လည်းအကုန်လုံးနှီးပါပါပဲအဲ့လိုညောနဲ့တွဲပြီးရင်တို့တို့ကိုတို့ယောက်ျားနဲ့မတူတော့ဘူးဆိုတော့အဲ့လိုခံစားရလို့ဆိုပြီးတော့မိမဆန်ဆန်နေပေးပါပါညာအဲ့လိုပြဿနာရှာရတယ်အဲ့ဟာရတယ်ဒီမျိုးနည်းနည်းတော့တချို့ဟာတွေပြောင်းလဲနိုင်ပါတယ်ဒါပေမဲ့အကုန်လုံးမပြောင်းလဲနိုင်ဒီတိုင်းပဲသွားမှာပဲ ဒီရမ်းမလို့ဆိုတော့ကျွန်တော်ခံတယ်နော်အဲဟုတ်အခုကတော့တော်တော်ခံတယ်မခုံတော့ရင်းတုံမဲတုံညောအလုတ်ကိစ္စနဲ့သူတို့ပုံစံတိုင်းရွှေနန်းတော့ဆိုရင်လည်းရွှေနန်းတော့ရဲ့ brand နဲ့လိုက်အောင်အလုံးသူတင်မှာဟိုအထက်တန်းကြကြလေးတင်မှာ share အဲ့လိုနေပေးရမိမလိုနေပေးရကိုပတ်ဆက်ရတော့လုတ်ပေးရလေဘာမှမဖြစ်ဘူးအဲကိုကကိုပုံမှန်ချင်းရတော့ပတ်ဆက်လည်းရနေမှာပေါ့ကိုကကိုနေကျင်တဲ့ပုံစံနေမှာပေါ့အဲအားကြောင့်လည်းဒီ interview တွေဆိုရင်လည်းဒီဟာကညောက brand ခုနကရွှေနန်းတော့ brand အဲ့ဒါတော့အဲ့လိုအင်းကြီးလဲပြီးမှဖြည့်ခြင်းလားဒါတော့ make up ပါနေလို့မဖြည့်ရသေးဘူးအော်ဟိုတချင်ငိမ့်တော့အပြင်မှာဆောင်ရကောင်းတာဗောဟိုညီမတို့ဒီတိုင်းဟိုမတွေ့ရတာတောင်မှစိတ်ထဲမှာအရင်ခင်နေပြီလို့ခံစားရပါတယ်